ွင့်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ကျွန်တော်ဒီ dynamo တွေက python script ပေါ့နော်အဲ့ဒီသင်ခန်းစာကိုလေ့လာနေတာဘယ်ရောက်သွားပြီလဲဆိုတော့ loop ဆိုတဲ့ chapter အောက်ကိုရောက်သွားပြီပေါ့နော်တတိယမြောက်ပေါ့အဲ့ကျွန်တော်လည်းဖြည်းဖြည်းချင်းပဲလေ့လာနေတယ်ဆိုတော့ဒီ loop ရဲ့အောက်မှာကျွန်တော်လေ့လာမိသလောက်လေး share မယ်ဆိုလို့ရှိရင်တော့ပထမအနေနဲ့ဆိုလို့ရှိရင်သူက for ဆိုတဲ့အသုံးလေးပေါ့ for ဆိုတဲ့ loop အသုံးလေးကိုတော့ဘာနဲ့သုံးလဲဆိုတော့ if statement နဲ့သုံးတယ်။အဲပြီးရင်နောက်ထပ်သင်ခန်းစာနောက်တစ်ခုကကျတော့ဘာဖြစ်ပလဲဆိုတော့ while loop လေးသုံးတယ်ပေါ့နော်။ဒီနောက်မှာတော့ channel ခေါင်းစဉ်လေးတွေဆက်ပြီးလာမှာပေါ့။ Okay အဲ့တော့ဒီ video လေးကတော့ဒီ for ဆိုတဲ့ loops ကိုကျွန်တော်တို့က if statement လေးနဲ့ဘယ်လိုသုံးလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်လေ့လာမိသလောက်လေးပြန်ပြီးတော့ sharing လုပ်ပေးမယ်ပေါ့နော်။အဲ့တော့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော် dynamo ကိုသွားမယ်။ ကဲဒါနဲ့ပေါ်ပွင့်လာပြီဆိုရင်တော့ထုံးစံလိုက်မယ်နီယိုခေါ်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ automated ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ script out ကနေပြီးတော့ editor out ကနေ python script ကိုယူလိုက်မယ်ပေါ့နော်ကဲမျိုးကြီးမှရှေ့မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ list လေးတိဆောက်ဆိုတော့ဆို list လေးတွေကဘယ်ရတိဆောက်မလဲဆိုတော့တော့ငါဆက်မယ်30 35 20 ပြီးလို့ရှိရင်ဆံမားပြန်လာပါတော့နော်20 25 30ပဲโอเค30ဆိုတော့ဘာဖြစ်တော့လဲဆိုတော့ list ပဲမခုရမလဲဆိုရင်ဒါဆိုရင်သူ့ရဲ့ဒီ list ထဲမှာဆိုလို့ရှိရင် item အာ6ခုရမယ်ပေါ့နော်အဲဆန်နာ20 0 10 0 20 30ထားပါတော့နော်ဒီလောက်ရှိပဲအဲ့တော့ list ဒီ list လေးကိုကျွန်တော်ကဒီမှာချိန်လိုက်မယ်ပေါ့နော်ချိန်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ python script ကိုစပြီးတော့ရေးမယ်လောလော zero zero ပဲဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့သူရဲ့ hori အာအောက်မှာ0ပဲလောက်ထားလို့ပေါ့နော်တော်လေးဖြစ်နေပါ့။ Okay အဲ့တော့ဒီနေရာမှာပထမအဆုံးအနေနဲ့ကျွန်တော်ဘာစပြီးတော့ရေးမလဲဆိုတဲ့အခါကျတော့ဒီဘွားသူကဒီတိုင်းပဲထားလိုက်မယ်ပေါ့နော်ဒီကနေစရေးမယ်။အဲ့ဒီဘာလို့စရေးမလဲဆိုတော့သူက ဒီဒီလူပြတ်သဘောကသူကဟောဒီကျွန်တော်တို့ list ထဲကနေပြီးတော့ list တစ်ခုပေါ့နော်ဒီမှာဆို list တစ်ခုရှိမယ်ဟောဒီ list list တွေမှာရှိတဲ့ information တွေကိုကျွန်တော်တို့ကတစ်ခုခုနဲ့ comparing လုပ်ပြီးတော့ compare လုပ်ပြီးတော့ check လုပ်မယ်သဘောမျိုးပေါ့ဥပမာဆိုတော့သူ forward သူက loop ဆိုရင်သူက for သုံးတဲ့ loop ရှိတယ်ဒါကကျွန်တော်စလေ့လာတဲ့ loop မျိုးစားပေါ့နော်နောက်ထပ်တစ်ခုကဆိုရင်တော့ while ရှိမှာပေါ့ဒီတခြားတွေလည်းရှိအောင်မယ် โอเคဒါ basic နေနဲ့ဆိုရင် for ကျွန်တော်တို့ vl value ပေါ့နော် in ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ဘာလို့ပေးမလဲဆိုတော့ကျွန်တော်တခါတည်း direct အနေနဲ့ in in 0ဆိုပြီးတော့ပေးလိုက်မယ်ဆိုရင်တော့ for ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ column နဲ့ပိတ်ကြမယ်အဲ့တော့ d in 0ဆိုတဲ့ hori list ထဲမှာရှိတဲ့ information တွေကိုကျွန်တော်တို့က value လို့တတ်မှတ်လိုက်တာပေါ့နော် အဲ့ဒီထဲမှာရှိတဲ့ဒီ information တွေကို value လို့သတ်မှတ်ပြီးတဲ့ခါကြတော့မှအဲ့ဒီနေရာမှာဘာနဲ့စလာမလဲဆိုတော့ if ဆိုပြီးစတော့ if တကယ်လို့များပါတော့ဒီ value တွေอ่ะဆိုလို့ရှိရင်ကျွန်တော်တို့ဆိုပါစို့15ထက်ကြီးမယ်ပေါ့အဲ15ထက်ကြီးမယ်ဆိုတော့15ထက်ကြီးမယ်ဆိုခဲ့ရင်ဆိုပြီးတော့တွေ့လာတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာအဲ့အတွက်ဘာလို့မလဲဆိုတော့ကျွန်တော်တို့က information တခုအရှိမ declare ဖြစ်စားလို့ခလို့မယ်အဲ့ဒီ declaration ကိုကျွန်တော်ပါလို့မလဲဆိုတော့ UD PUD output ဆိုပြီးတော့မြင်မြချင်းဆိုပြီးတော့ကျွန်တော်တို့က MD အာ slot ကိုပေးထားလိုက်မယ်ဆိုတော့ဒါဆိုရင်ဒီညမှာဆိုလို့ရှိရင် for value ပေါ့နော်ဟောဒီ list 0ထဲမှာရှိတဲ့ဟောဒီ value တွေထဲကနေပြီးတော့ ထဲမှာရှိတဲ့ information တွေကို value လို့ကျွန်တော်သတ်မှတ်လိုက်တာပေါ့နော်သတ်မှတ်လိုက်ပြီးတော့အဲ့ဒီ value อ่ะဆိုလို့ရှိရင် if တကယ်လို့များ15ထက်ကြီးခဲ့မယ်ဆိုရင်ဆိုပြီးတော့လာတာပြီးရင်ပါလာမလဲဆိုတော့ OUT BUT output ဆိုတဲ့ hori hori output မှာကျွန်တော်တို့ကပါလို့မလဲဆိုတော့ append လုပ်လိုက်မယ် PP END append လုပ်လိုက်မယ်ပြီးရင်ကွန်ဆာဖွင့်ပိတ်လာမယ်ပေါ့နော်ဒါပြီးတော့အာဒီ AD A သေးပြမယ်အကြီးဆုံးမရဘူး okay ဒါဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က true လို့ပေးလိုက်မယ် if နဲ့စပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ if တကယ်လို့များ15တက်ကြီးခဲ့တယ်ဆိုရင် true ဖြစ်မယ်တကယ်လို့15ထက်ငယ်ခဲ့တယ်ဆိုရင်တော့ဆိုတော့ else ရတော့မယ် else else ရပြီးတော့ column ခလိုက်မယ်ပြီးရင် hurry output ကို copy ကူးလိုက်မယ်အဲ့တော့ရောက်မြန်ပဲလို့ရမှာပေါ့ဆိုရင်ဒီကောင်ဒီ fal sc force ပေါ့အဲ့တော့ force တို့ true တို့ဒီပြောလို့ရှိရင်တို့ဒီလည်း အာဒီ system လဲကဟိုဖြစ်တဲ့ကောင်းလေးဖြစ်တဲ့ color ဒီတစ်မျိုးဖြစ်တယ်ဘာနော်ဘာလို့လဲအဖြူဖြစ်မနေဘူးဒီလို reserve letter တွေလိုမျိုးအနီရောင်ဖြစ်မနေဘူးဗောနော် okay ပြီးတဲ့ခါကျတော့မှကျွန်တော်တို့ဒီ hurry output ကိုကျွန်တော်တို့ရဲ့အောက်အနေနဲ့ထုတ်လိုက်မယ်ဆိုတော့အဲဆိုရင်ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်သူဒီ15တဲ့ကြီးတာတွေဖြစ်တဲ့အတွက်ဘာလို့ရမလဲဆိုတော့ for ပထမလဲ for studio လဲ for တတိယလဲ for ကျွန်တော်တို့ကဂျမ true ဖြစ်မယ်ပြီးရင်ပြစ်စမလဲ false ပြီးရင် true ဖြစ်မယ် true ဖြစ်မယ် true ဖြစ်မယ်ပေါ့နော်ဒါဒီသူရဲ့ဒီ perform လဲ loops ကိုတုံးပြီးတော့ကျွန်တော်တို့ကအာ false ဆိုတဲ့ loops ကိုတုံးပြီးတော့ကိုယ့်ရဲ့ input list ထဲမှာရှိတဲ့ item တွေတဲကမှကျွန်တော်တို့က15ထက်ကြီးတဲ့ item တွေကိုဆွဲထုတ်တာမျိုးပေါ့နော် true false ကိုဒီနည်းနဲ့တွားလို့ရတယ်ဒါဒီဒီ for ဆိုတဲ့ loops ကိုတုံးတာပေါ့နော် โอเคတကယ်လို့များတာကျွန်တော်တို့ကအာ loops နှစ်ခုကို compare လုပ်မှာဆိုပါစို့ compare လုပ်မှာဆိုဒါလေးကိုပါလောက်ထားမလဲဆိုတော့ဒါလေးကိုကျွန်တော်က file လေးကို save ထားလိုက်မယ်ဒီလိုရှိရင်ဒီအောက်မှာပဲနာမည်လေးကိုလုပ်ပေးလိုက်မယ်နာမည်လေးတခု copy ယူလိုက်မယ်ပြီးရင်ဒီထဲမှာပဲ3နဲ့သွားမယ်3နဲ့သွားမယ်3ဆိုပြီးတော့ အဲ့ကျတော့ဘာဖြစ်မလဲဆိုတော့ loop ပေါ့အဲ loop ကိုမှကျွန်တော်ကဘာသုံးမှာလဲဆိုတော့ for ဆိုတဲ့ကောင် for ပေါ့ for ဆိုတဲ့ loop ဆိုအကြောင်းလေးပေါ့ okay ပြီးလို့ရှိရင်ဒါလေးကိုကျွန်တော် save ထားလိုက်မယ်အဲ့ဒါဒီနည်းနဲ့ကျွန်တော်တို့က list တစ်ခုတည်းကို list ကိုတည်းမှာရှိတဲ့ information တွေထဲကမှကျွန်တော် compare ကိုလုပ်တော့ဒီထဲမှာမှထပ်ပြီးတော့ကိုက အာဒီ compare လုပ်ခြင်းနဲ့ information ကိုမှ input တက်တဲ့ခြင်းနဲ့ဆိုတော့ကျွန်တော်ပါထပ်လောက်ကမလဲဆိုတဲ့အခါကျတော့ဒီနေရာမှာနောက်ထပ်ဒီ code blog တစ်ခုထည့်ရေးမယ်ဒါပေတော့အာ20ဆိုတော့20ထားလိုက်မယ် Okay ဒါဆိုလို့ရှိရင်တော့ input ဒီနှစ်ခုပြသွားမယ်အဲ့တော့ဒီနေရာမှာဘာလုပ်မလဲဆိုတော့ဟောဒီ15နေရာမှာကျွန်တော်တို့ကဘာလုပ်ကမလဲဆိုတော့ information တစ်ခုထပ်ပေးရမယ်အဲ့ဒီအတွက်ဟောဒီအပေါ်မှာကျွန်တော်တို့ပေါ့ခေါမလဲ ဒီ clear လုပ်တဲ့ information ပေါ့နော်ဒီ variables မှာပါလာမလဲဆိုတော့အာဒါကိုကြတော့အာ check value ပေါ့ဗျာ chk chk fear ပေါ့ဒါပါညာချင်းဆိုပြီးတော့သူ့ကိုပါထားမလဲဆိုတော့အာ check value ကိုဒီလို down ဒီမှာဒီလို down ပေးနေရတယ်စမ်းကြည့်လိုက်ပါဘောနော်ဒီနေရာမှာ in 2နဲ့ပြလိုက်ပါဘောနော် i n in oh sorry ဒီလိုပြီးလိုက်မယ်ဆိုရင်ဘာဖြစ်မလဲ try ကြည့်ရပါဘောอืมပြောင်းတော့ဒီကောင်မထည့်ရသေးဘူးကောင်ချိန်လိုက်မယ်ဒါဆိုလို့ရှိရင်20ထက်အာဒီလိုပုံစံမျိုး temporary ရပါဘာဒီ in 1ဒီကျွန်တော်တို့ရဲ့ compile လုပ်တဲ့ကောင်ဖြစ်မယ် in 0ဒီကျွန်တော်တို့ရဲ့ list ဖြစ်မှာဘောနော်ဒီနည်းနဲ့လည်းကျွန်တော်တို့က compile လုပ်ရတယ်တကယ်လို့ 15ဒါဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲပေါ့အဲတကယ်လို့30ဒါဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲပေါ့စသဖြင့်ပေါ့နော်အဲဒါမျိုးကို ကျွန်တော်တို့ကအာစစ်ဆေးလို့ရတယ်ပေါ့နော်ဒီနည်းနဲ့ for loops ကိုစစ်ဆေးမယ်ဒါဒီ list group ရဲ့က information ကို value တစ်ခုနဲ့ကျွန်တော်တို့ကစစ်ဆေးတဲ့နေ့ပေါ့နော် okay ဒါလေးကိုကျွန်တော် save တက်လိုက်မယ်နောက်တစ်ခုကကျတော့ list နှစ်ခုနဲ့ list တစ်ခုမှာတစ်ခုနဲ့တစ်ခု compare လုပ်တယ်လို့ copy လိုက်မယ် โอเคပေါ့ခဏမေးထားလိုက်ပါနော်ပြီးရင်နောက်ထပ်ဘာလုပ်လဲဆိုတော့နောက်ထပ်အာ information တခုထပ်ရေးမယ်နောက်ထပ် information နောက်ထပ် list တခုထပ်ဖန်နေမယ်ဆိုတော့အဲ့တော့ပထမတစ်ခုအနေနဲ့တစ်ဆယ်ထားမယ်ဗျာကော်မာပြီးလို့ရှိရင်15ထားမယ်ဗျာကော်မာလို့ရှိရင်15ပဲထားမယ်ကော်မာပြီးရင်အာအာ16ထားမယ်ပြီးတော့မှ15ထားမယ်ပြီးလို့ရှိရင်20ထားမယ်ပေါ့ကော်မာပြီးလို့ရှိရင် အာ35ပဲပြန်ထားမယ်ပြီးတော့မှ30ထားမယ်ဆိုပါစို့ဒီ list နှစ်ခုကိုကျွန်တော်တို့ကစစ်ကြည့်မယ် rod ဒါဒီလေ list ထဲမှာ item ရှိခုပါတယ်ဒါဒီလေ item ရှိခုပါတယ်ဗောနော်ဒီနှစ်ခုစစ်မယ်ဆိုရင်တော့ကျွန်တော်တို့က python script ကိုထည့်ယူမယ်ဒီလိုရှိရင် information နှစ်ခုကိုကျွန်တော်ကထည့်ပေးလိုက်မယ်။ Okay ဒီလိုရှိရင် edit လုပ်မယ်။ တုံးတိုင်းပဲဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတဲ့အခါကျတော့ list နှစ်ခုဝင်လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီနေရာမှာအဲဘယ်လိုလာမလဲဆိုတော့ okay သူကြီးရတယ်မပါမှမရေးတော့ဘူးတခါတည်းပဲတန်းပြီးတော့ကိုယ့်ရဲ့ကုတ်ကိုတန်းရေးတော့မှာဆိုတော့နော်ဒီကောင်ဒီ information ကိုဒီတိုင်းမှာထားတာရတယ်ပြဿနာမရှိဘူးဒီကောင်ဒီကောင်မရှိလည်းပြဿနာမရှိဘူးပေါ့နော် okay ဒီကနေစပါဒီကနေစပါပထမဆုံးအနေနဲ့ထုံးတိုင်းမှာ for BEL value 1ဘာဆိုဒီကကြာရင် information နှစ်ခုဝင်လာတာအတွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီနေရာမှာ value 1ရယ် value 2ရယ် in ဆိုပြီးတော့အဲ့တော့ information နှစ်ခုကိုကျွန်တော်တို့က for loops နဲ့ထည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က zip ဆိုတဲ့အာသူတို့ commands ကိုတောင်းနေပါဗျာ zip ဒီကွင်းစားကွင်းမင်းနေလာမယ်အဲ့တော့အဲ့ဒီ zip ဆိုတဲ့ information တဲမှာမှကျွန်တော်တို့ဒီ value 1ဒီ in in ဆိုပြီးတော့ပထမ list ဖြစ်မယ်ဒါရှင် comma လာမယ် in 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 ဆိုပြီးတော့ value 2အတွက်ကိုဒုတိယ list ဖြစ်တဲ့ in 1ကိုယူလိုက်မယ်ပြီးရင်4ဖြစ်တဲ့အတွက် follow ဖြစ်တဲ့အတွက်နောက်မှာ column ခန်းလိုက်မယ်ဒီရောက်ပြီဆိုတဲ့အခါကျတော့မှာ if နဲ့တက်ခံမယ် if value 1 nga exactly equal to value 2ဆိုတော့ အဲ့လိုတူးဆိုတော့ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာသူ့အပေါ်မှာကျွန်တော်တို့ပါထည့်ရမလဲဆိုတဲ့အခါကျတော့ခုနပြောတဲ့ဒီ output ထည့်ရမယ် PUD PUD output MD slot ဖြစ်တဲ့ output ကိုကျွန်တော်တို့အရင် declare လုပ်တာဒီရောက်ပြီဆိုတဲ့အခါကျတော့မှ exactly 0ဖြစ်ခဲ့တယ်ဆိုရင်အဲ့ပြောရမလဲ value 1နဲ့ value 2ဒီတူတယ်ဆိုလို့ရှိရင် output.append append ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ true ဖြစ်မှာပေါ့နော်ဒါပဲ true ဖြစ်မှာအဲ့တော့ app append ဒီအသေးဖြစ်မှာပေါ့နော် copy တစ်ခါလေးယူထားလိုက်မယ် else ပေါ့နော်ဒီလိုရှိရင်တကယ်လို့မတူဘူးဆိုရင် pl s e l solution ရင်တော့ဘာဖြစ်မလဲဆိုတော့ output ဒီ false ဖြစ်မှာပေါ့ false ဖြစ်မှာ ဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ output ကိုယူတဲ့အခါကျလို့ရှိရင်ဘာလို့တွေ့ရမလဲဆိုတဲ့အခါကျတော့ဒီနေရာမှာသူတို့ဒီပထမ list နဲ့ပထမ list နဲ့ပထမ list အဲ list တွေကပထမ item နဲ့ဒုတိယ list တွေကပထမ item နဲ့ပေါ့သူက item to item compare လုပ်တယ်အဲ့တော့ပထမ5ဒုတိယ10ဆိုတဲ့အတွက် force ဖြစ်တယ်အဲ့တော့ပထမ10ဒုတိယ15ဆိုတဲ့အတွက် force ဖြစ်တယ် ဒတိယကအာဒတိယမှာကျတော့အဲပရမတ်လစ်တယ်မှာ15ဖြစ်မယ်ဒုတိယထဲမှာ15 2တဲ့အတွက် true ဖြစ်မယ်20နဲ့18ကမတူတဲ့အတွက် false ဖြစ်မယ်ပြီးရင်15နဲ့15နဲ့2တဲ့အတွက် true ဖြစ်မယ်စသဖြင့်ပေါ့နော်ဒီနေ့ねကျွန်တော်တို့က hurry ပါခေါမလဲဆိုတော့ list နှစ်ခုကို false ဆိုတဲ့ loop ကိုတုံးပြီးတော့ compare လုပ်လို့ရတယ် compare လုပ်ပြီးတော့ထွက်လာမယ် true false ပဲဒီလိုပုံမျိုးပေါ့ဒါတွေရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အာပါခေါမလဲကျွန်တော်လုပ်ငန်းမှာ လိုအပ်တယ်လို့သုံးလို့ရတယ်ဗောနော်ဒီပေါ်မူတည်ပြီးတော့ပိုလီယွန်ခံလိုက်ဗောနော်ဆိုတော့ဒီလိုပိုလီယွန်ခံလိုက်မယ်ဆိုလို့ရှိရင်ဘာတော့လာမလဲဆိုလို့ရှိရင်အဲ့ဒီခုတည်းကမှာအဲတူရာလေးတွေဆွဲထုတ်လိုက်လို့ရတာဗောဒီသဘောဗောအဲ့ဒါပဲ Okay ဒါကတော့ကျွန်တော်တို့ for loops ကို for ဆိုတဲ့ loops ကိုသုံးတဲ့အသုံးဗောနော်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဘာထက်လာမလဲဆိုတော့ဒီ for loops ကိုမှကျွန်တော်တို့ကအာဘာလုပ်မလဲဆိုတော့ ွာပေါ့ point နေရာမှာတုံးကြည့်မယ်ဆိုပါဆို point နေရာမှာတုံးကြည့်မယ်ဆိုရင်ဘယ်လိုလာမလဲဆိုတာလေးကြည့်အောင်ပေါ့နော် okay point နေရာတက်တုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုခဏဟိုလဲ save ပြီးတော့ပိတ်ထားလိုက်မယ်ဆိုတင်ထားလိုက်မယ်ပေါ့နော်ဒီနေရာမှာဘာယူမလဲဆိုတော့ဒီ information တွေပေါ့ဒီနေရာမှာမှတစ်ခုထပ်ရှိတာတကယ်လို့ပေါ့နော်တကယ်လို့များအဲဟောဒီပထမ list နဲ့ဒုတိယ list မှာ ထမဒုတိယ list ကပထမ list တဲ့သူ့ရဲ့ဝင်နေတဲ့ information ပေါ့နော် length ကများတယ်ဆိုတော့အဲဒါပါတော့ဒီနေရာမှာအာ15ဖြစ်တယ်ပေါ့ဗျာ comma 20ဖြစ်တယ်ပေါ့ဗျာအဲ့တော့ထွက်လာတဲ့ information တွေဘာဖြစ်မလဲဆိုလို့ရှိရင်သူဒီဒီမှာဆိုလို့ရှိရင် item တွေ10ခုရှိမယ်သူရဲ့ information ဟိုပေါ့ list length တွေ10ရှိမယ်ပေါင်းဒီ list length တွေ8ပဲရှိမယ်ဒါပေမဲ့သူကဒီနေရာမှာ compare လုပ်ပြီးတော့ထွက်လာတဲ့ information ကြတော့ true false ကို၈ခုထိပဲဘာလို့လဲဒီကောင်ဒီပေါ်အခြေခံပြီးတော့သွားတာဆိုတော့၈ခုထိပဲသူဒီစစ်ပေးတယ်ဒီတဲ့ပုံကြီးမစိုးဘူးဒါကလို့ပြောင်းပြန်ဖြစ်ခဲ့မယ်ဆိုရင်ဟောကျွန်တော်ဒီလိုပြောင်းပြန်ဖြစ်ခဲ့မယ်ဆိုရင်လည်းဒုံနီးလေးကောင်းမယ်သူဒီရှေ့ဆုံးကအာ၈ခုကိုပဲစစ်ပေးတယ်ဗောနော်သူကဘာလဲဆိုတော့ဒါဒီကျွန်တော်တို့လေးစင်းနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာ short short leasing ကိုတုံးထားတဲ့သဘောရှိတာပေါ့ဒီနေရာမှာ leasing ရှိလားဒီနေရာမှာ leasing တုံးလို့မရဘူးပေါ့နော် leasing တုံးရင်ကြာရင်ဘာလာမလဲဆိုတော့ဒါကို custom note နေနဲ့ create လုပ်ပြီးပါပဲ listing နေပါတုံးလို့ရတယ်ဆိုတော့ okay အဲ့တော့သူဒီ comparison ကို for loops နဲ့တုံးမယ် or zip နဲ့တုံးမယ်ဆိုလို့ရှိရင်ဒီ length မတူလို့ရှိရင်သူဒီ shorten ကိုတုံးတယ်ပေါ့နော်ဒီသဘောလေးပေါ့ okay အဲ့ဒါဆိုလို့ရှိရင်နောက်ခုရသွားပြီနောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ကဒီ information ကို copy ယူလိုက်မယ် paste ချလိုက်မယ်ပေါ့နော်ဒီမှာနောက်ခု copy လိုက်မယ် paste ချလိုက်မယ်ဒီမှာချထားလိုက်မယ် okay ဒီကကြာရင်ပါလာမလဲဆိုတော့ဒီမှာတော့ပြည့်ဖြစ်လိုက်မယ် okay လိုပဲထားမယ်ဆိုတော့ဘယ်နှခုရှိမလဲဆိုတော့၈ခု၈ခုရင်တူနေမယ် okay အဲ့တော့ဒီတကား python script ကိုထည့်ရေးမယ်ဒီကကြာလို့ရှိရင်တော့ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတော့ information ဒီဘယ်နှခုဖြစ်မလဲဆိုတော့၃ခုဖြစ်မှာပေါ့နော်နောက်တစ်ခုဒီပါလာမလဲဆိုတော့ and ဆိုပါစို့အာ 15ရဲ့15ရဲ့ဆိုတော့သူဘာလုပ်ချင်တာလဲဆိုတော့ information ကိုသုံးခုထားလိုက်မယ် information သုံးခုကိုဒီလိုဝင်လိုက်မယ်အဲ့တော့ point တစ်ခုကိုစောက်မယ်ဒီ information ပေါ်မူတည်ပြီးတော့ဗောနော် x value y value z value ဒီ value သုံးခုပေါ်မူတည်ပြီးတော့ကျွန်တော်တို့က point တစ်ခု point ကိုတိစောက်မယ်ဆိုတော့သူဒါဆိုရင် reclaim နေမယ်အဲ့ဒီလုပ်မယ် okay အဲ့တော့ဒီကောင်းကိုဒီပုံမှာထားမယ် ပြီးကျွန်တော်တို့ဒီကောင်းကိုဒီအောက်မှာထားမယ် point လေးလည်းမြင်နေနေတယ်ဆိုတော့ဘောနော် point လေးကလည်းမြင်နေဆိုတော့ထားလိုက်မယ် okay ဒီနေရာမှာစပြီးတော့ရေးမယ်ဒီ point information ဒီဖြတ်ပလန်လေးရတယ်ထားလိုက်ရတယ်ပြဿနာမရှိဘူးအဲ့တော့ဒီနေရာမှာစပြီးတော့ကျွန်တော်တို့ကစပြီးတော့ဗာရေးမလဲဆိုတော့ for value 1, value 2, value 3 in ZIP zip ဆိုလာမယ်ပြီးရင်ခွင်စားခွင်ပေးပါတော့အာ open bracket နဲ့ close bracket လာမယ်ပြီးတော့မှ0အဲ့ဒီ value 1အတွက်ဆိုလို့ရှိရင် in list 0ကိုယူမယ်0 2အတွက်ဆိုရင် in အာ value 2အတွက်ဆိုလို့ရှိရင် in 1ကိုယူမယ်0 3အတွက်ဆိုလို့ရှိရင် in က input က2ကိုယူမယ်ပေါ့ okay ဒါပြီးလို့ရှိရင်သူ့ကို လုပ်လဲမလဲဆိုတော့ column နဲ့ပြေးလဲမယ်โอเคအဲ့တော့ပြီးတဲ့ခါမှာအောက်ပါလာ if တကယ်လို့အဲဒီမှာကျတော့ပါလာမလဲဆိုတော့သူကဒီနေရာမှာကျတော့ if မလာတော့ဘူးသူကပါလာမလဲဆိုတော့ဒီ value သုံးခုယူပြီးတဲ့ခါမှာကျွန်တော်တို့ကစပြီးတော့ဘာကိုတိဆောက်မလဲဆိုတော့ point ကိုတိဆောက်မယ်ဘုရား point တစ်ခုတိဆောက်မယ်ဆိုတော့ pt point တစ်ခုတိဆောက်ပါ pt is equal to point ဆိုပြီးတော့လာမယ် dot ဆိုပြီးလို့ပါလာမလဲဆိုတော့ point coordinate ကိုတုံးမယ်ပြီးလို့ရှိရင်ကိုယ်စာမယ်ဒီနေရာမှာဘာကိုယူမလဲဆိုတော့ hori value 1ရယ် value 2ရယ် value 3ရယ်ကိုယူလိုက်မယ်ဆိုပါစို့ value 1ရယ် value 2ရယ် value 3ရယ်ယူလိုက်မယ်ပြီးလို့ရှိရင်တွင်းပိတ်မယ် the okay အဲ့တော့ဒီနေရာမှာနောက်ဆုံးအနေနဲ့ print ထုတ်ရမယ်ပေါ့နော် print ထုတ်မယ်ဆိုလို့ရှိရင် print လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကအဲ ီပေါ်မှာအဲ output UDP UDP output ဆိုပြီးတော့ equal to md slot တစ်ခုပေးထားမယ်ဒီရောက်တဲ့ခါကျတော့မဘာလုပ်မလဲဆိုတော့ဒီ for နေရာမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ print လုပ်မယ်ပေါ့နော်အဲ print လုပ်မယ်လည်းပြောရမယ်ဒီ output ကိုယူမယ်ဆိုရင် UDP UDP output တော့ဒီလိုရှိ append ပြီးတော့မှဒီအနောက်မှာသူ့ကို PD နဲ့ယူလိုက်မယ်ဒါဆိုလို့ရှိရင် A လေးထားလိုက်မယ်ပြီးရင်ဒီနေရာမှာ hurry output ကိုယူမယ်ဆိုပါစို့ run ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်သူဒီဘာကိုရမလဲဆိုတဲ့အခါကျတော့ hurry မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကျတော့ for loops ကိုသုံးတယ်ဒါပေမဲ့ if statement နဲ့သွားတာမဟုတ်ဘူးသူကကျတော့ for loops ကိုသုံးပြီးတော့ hurry import list ၃ခုထဲက information ကိုကျွန်တော်တို့ xyz အတွက်လိုအပ်တဲ့ value ၃ခု information ပြလိုက်တယ်။ရှင်တော့ဆိုရင်တော့ဒီ for loop ကိုမသုံးဆိုရင်ကျွန်တော်တို့က value 1 value 2 value 3ကိုဟောဒီအရှိမအရင်ဦးဆုံး define လုပ်ရတယ်ပေါ့နော် define လုပ်ရတယ် declare လုပ်ရတယ်ပြီးတဲ့အခါကျတော့မှဒီ၃ခုကို detail ထည့်ထားတာပေါ့နော်အဲ့တော့ဒါအရှိက basics မှာသုံးတဲ့ဒီအခုဒီ for ဆိုတဲ့ loops ကိုသုံးမယ်ဆိုလို့ရှိရင်သူကတခါတယ် for ထဲမှာသူက declare လုပ်ရတယ် for 1ဒီဟောဒီ input first input ရဲ့ value တွေ value 2ဒီ second input ရဲ့ value တွေ value 3ဒီ third input ရဲ့ value တွေပေါ်စသဖြင့်ဒီလိုပြီးလို့ရတယ်။ဒါဆိုဒီမှာဆိုရင်ကြည့်လိုက်ရင်ဘာကိုတွေ့ရမလဲဆိုတော့ information ၃ခုကိုသူကဘယ်လိုပေးလိုက်လဲဆိုတော့ point ဒီသူဒီဒီ list ၃ခုမှာဆိုလို့ရှိရင်ရှိတာဒီ information ဒီကောင်ဆိုလို့ရှိရင် သူရဲ့ list length ဒီ8ဖြစ်မယ်ဒီကောင်ဒီ list length ဒီ8ဖြစ်မယ်ဒီကောင်ဒီ list length ဒီ2ဖြစ်မယ်ဒါပေမဲ့သူဒီဘာကိုပေးလဲဆိုတော့အရှိဆုံးက information နှစ်ခုကိုပဲပေးတဲ့အတွက် point နှစ်ခုပဲရတယ်ဒီ point နှစ်ခုပဲထွက်လာတယ် x value 5 y value 10 z value 5နဲ့ point တစ်ခုရမယ်ပြီးလို့ရှိရင် x value 10 y value 15ပြီးတော့ z value 15နဲ့နောက်ထပ် point တစ်ခုရတယ်ဒီ point နှစ်ခုပဲရတယ်ဗောနော်ဒါဒီသူရဲ့ ဘောပေါ့အဲ့ဒီမှာမှထပ်ပြီးတော့ကိုကဘာထပ်လုပ်လို့ရသေးလဲဆိုတော့တကယ်လို့ information တစ်ခုခုပေါင်းရင်လည်းဆိုတော့ z value မှာမှ information တစ်ခုခုပေါင်းရင်လည်းဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါင်းဆိုပြီးတော့အဲဒါပါတော့အာနောက်ထပ်30စီထပ်ပေါင်းမယ်ဆိုတော့ဒါဆိုရင်သူဒီဟောဒီအာဒီဒီ point နေဒီ5ကို10ကိုနောက်ထပ်30ထပ်ပေါင်းလိုက်ဖြစ်တဲ့အတွက်15နဲ့ အာ25ဖြစ်သွားလိမ့်မယ်ဒီနေရာမှာအဲဒီသဘောပေါ့နော်အဲ့တော့ဒါသူ့ကို threshold ထပ်ထည့်တာပေါ့ဒီ threshold ကိုပါကိုက information နေနဲ့ထပ်ထည့်ခြင်းနေတယ်ဆိုလို့ရှိရင်လည်း10လို့မထည့်ခြင်းနေဒီနေရာမှာထပ်ပြီးတော့ declare လုပ်ရတယ်ဆိုလို့သဘောကဒီရာနေပြီးတော့မှဒါပါတော့အာဒါပါတော့ sub plus ပေါ့နော်ဒါမှမဟုတ်ရှိတဲ့ threshold ဟာ th rea d message ပို့ rea threshold ထင်တာဒီကွဲတူဆိုပြီးတော့ ကျွန်တော်တို့က in ကိုပါထားမလဲဆိုတော့အာ3ထားလိုက်မယ်ဆိုတော့ထားလိုက်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ plus နေရာမှာကျွန်တော်တို့က threshold ပေးရမယ် threshold value ကိုဒီမှာပေးလိုက်ရမယ်အဲဒါဆိုလို့ရှိရင်တော့ဒီနေရာမှာပါထက်လာမလဲဆိုတော့ information ကိုနောက်တစ်ထပ်ပေါင်းအောင်မယ်ထပ်ပေါင်းမဲ့အပေါင်းဒီဆိုပါစို့အာဒီကနေပဲထပ်ယူလိုက်မယ်ဆိုတော့15ယူလိုက်မယ်ဆိုရင် 85ကို already threshold ထည့်လိုက်မယ်ဆိုရင် information ဒီပါဖြစ်သွားမလဲဆိုတော့ run ကြည့်လိုက်မယ်ဆိုရင် the threshold ဒီ5ကို15နဲ့ပေါင်းတော့20ဖြစ်တယ်15ကို15နဲ့ပေါင်းတော့30ဖြစ်တယ် holy point ကိုတက်သွားမယ်အဲ့တော့ကျွန်တော်တို့ holy for ဆိုတဲ့ loops ကိုသုံးပြီးတော့ကျွန်တော်တို့ information တွေကိုကျွန်တော်တို့ကအဲလိုအပ်တယ်လို့ သုံးချလို့ရတယ်ဗောနော်ဒါဒီ point တကူတိဆောက်တယ်တကယ်လို့ cycle တိဆောက်ခြင်းနဲ့ထုံနေကြောက်မယ်ဘာလို့မလဲဆိုတော့နောက်ထပ် cycle တကူထပ်လို့ပါဗောအဲ့တော့ဒီနေရာမှာစဒီနေရာမှာထပ်ပြီးတော့ဘာလာမလဲဆိုလို့ရှိရင် cycle ဆိုတော့ cycle ဆိုလို့ရှိရင် CIR cycle ဆိုလို့ရှိရင်ညီမချင်းဗောဗျာညီမချင်းဆိုရင်ဘာလာမလဲဆိုတော့ CIR CLD cycle လာမယ် dot cycle လာမယ်ဆိုလို့ရှိရင်သူ့မှာဘာလာမလဲဆိုတော့ radius နဲ့ အဲဒီမှာဆိုရင်သုံးလို့ရမယ့်ဟာတွေပေါ့နော်သုံးလို့ရမယ့်အကြည့်လိုက်မယ်ဆိုလို့ရှိရင် center နဲ့ radius point လို့မယ်ဒါလေးကိုသုံးမယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ circle ရဲ့ center point လို့မယ် center point ဒီဘာဖြစ်မလဲဆိုတော့ PD ဖြစ်မှာပေါ့နော် PD ဆိုတာဒီ point ကိုပြောတာအဲ့တော့ radius ကိုကျွန်တော်တို့ကဘာလို့ကျင်တယ်လဲဆိုတော့ threshold information ကိုပဲလိုချင်တာဆိုရင် hurry threshold ကိုဒီထဲကိုထည့်ပေးလိုက်မယ်ဆိုရင် မြန်မာ output အနေနဲ့ကြာလို့ရှိရင် ကျွန်တော်တို့ဒီ point ကိုမယူဘဲနဲ့ circle ကိုပဲယူမယ်ဆိုတော့ဒီ run ချလိုက်မယ်ဆိုလို့ရှိရင်ဒီမြန်မာ circle နှလုံးထွက်လာမယ်သူဒီ radius 2တဲ့အတွက်အဲဘာဖြစ်မလဲဆိုတော့ radius 2တဲ့အတွက်သူဒီ circle radius 15ဖြစ်မယ်အဲ့တော့ဒီနေ့မှာ threshold ကို circle radius မယူဘဲနဲ့ကျွန်တော်တို့ကဘာယူမလဲဆိုတော့ value 3ကိုယူမယ်ဆိုလို့ရှိရင်တော့သူဒီတစ်ခုဒီ 5ဖြစ်မယ်တခုသည်15ဖြစ်မှာပေါ့တကယ်လို့ value ကိုဘွားပဲယူမယ်ဆိုပါစို့ value 1ကိုပဲသူရဲ့ radius နေနဲ့ယူမှာဆိုလို့ရှိရင်တော့သူဒီ circle ဒီဘာဖြစ်သွားမလဲဆိုတော့ circle radius ဒီ5နဲ့10ဖြစ်သွားမှာပေါ့ဒီသဘောပေါ့ဒါဒီအာပြောရမယ်5နဲ့10ဆိုတော့ဒီ5နဲ့10အောင်ပြောတာပေါ့နော်5နဲ့10ဖြစ်သွားတာဒီနည်းနဲ့ကျွန်တော်တို့ကကျွန်တော်တို့ဖန်တီးခြင်းနဲ့ geometry ကိုလည်းဒီ for loops ကိုသုံးပြီးတော့ဖြန်တီးလို့ရတယ်ဗောနော်အဲဒါလေးကိုကျွန်တော်ဒီအာသင်ခန်းစာရဲ့ chapter 3ရဲ့ပထမအဦးဆုံးသင်ခန်းစာအနေနဲ့အဲကျွန်တော်လေးလာမိတဲ့လောက်လေး sharing လုပ်ပေးတာဗောနော် okay အဲ့တော့လာမယ့် video မှာတော့ကျွန်တော်တို့ while ဆိုတဲ့ loop လေးအသုံးလေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ see you in next video ပါ